ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ audio book channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့ဖတ်ပြပေးမှာကတော့တစိမျက်လုံးမဂ္ဂဇင်းတွေကစင်ကာပူကအတရေ၆ရက်အစည်းအဝေးကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာယနေ့အချိန်မှာတော့စင်ကာပူဟာတိုးတက်လာတဲ့ကျွမ်းနိုင်ငံလေးတစ်ခုပါနောက်ပြီးကမ္ဘာပေါ်မှာအလေးအမြန်တိုးတက်လာတဲ့နိုင်ငံတစ်ခုဆိုလည်းမမှားပါဘူးစင်ကာပူလူမျိုးအများစုကတော့တရုတ်လူမျိုးကနေဆင်းသက်လာတာကိုလည်းတီးပြီးလောက်ပါပြီ။ ၎င်းကျွန်းလေးဟာအီကွေတာရဲ့မြောက်ဘက်85မိုင်နဲ့အရှေ့တောင်အရှာမလေးရှားကျွန်းရယ်ရဲ့တောင်ဘက်ရွံ့ရွံ့လေးမှာတည်ရှိနေပါတယ်။စိတ်မကောင်းတဲ့အရာကတော့ကိုယ်ရင်ကဖြစ်ခဲ့မှုတဲ့အတိတ်ဆိုးတွေကြောင့်ဒီနေ့တိတ်ပန်ခက်ကြီးမှတောင်နေရာတော်တော်များများမှာတရေချောက်တဲ့ပြဿနာတွေဖြစ်နေပါတယ်။တရေချောက်ပါတယ်ဆိုတဲ့နေရာမှာမှဒူတော်တော်များများအတိအမှတ်ပြုထားတဲ့အဆောက်အအုံတကူကရှီဟောင်းဆေးရုံကြီးပဲဖြစ်ပါတယ်။ရှီဟောင်းဆေးရုံကြီးကိုခါဟုက35ခုနဲ့မှတိစောက်ခဲ့ပြီးဗြိတိရှ်အင်ပါယာလက်အောက်ကိုရောက်နေစဉ်အချိန်တွင်မှာ စစ်ဆေးရုံတစ်ခုအနေနဲ့စစ်တမ်းရအနေနဲ့ပါ အသုံးပြုခဲ့ကြရတယ်လို့ပြောပါရယ်1949ခုနှစ်မှာဗြိတိရှ်တွေကစစ်ဌာနချုပ်အနေနဲ့အသုံးပြုနေကြမှာပဲ1942ခုနှစ်မှာဂျပန်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတနိုင်ငံလုံးကိုထိန်းချုပ်ခဲ့ပါတော့သည်ဂျပန်တွေကစစ်ရုံဟောင်းကြီးကိုအကျဉ်းသားထိန်းချုပ်ရေးစခန်းအနေနဲ့အသုံးချခဲ့ပြီးအိန္ဒိယမလေးရှားလိုမျိုးဂျပန်စန့်ကျင်သူမှန်သမျှကိုဂျာမန်အကျဉ်းထောင်အတိုင်းချဲ့ရဆက်ဆက်နှိပ်စက်ခဲ့ကြပါတယ် ဟီရိုရှိမအနက်မြေပုံပေါက်ပြီးဂျပန်နေဆီယုံတော့၎င်းစီယုံမှုဗြိတိရှားတွေကပြန်လည်တင်းယူပြီးတော့မှဗြိတိရှားစီယုံဖြစ်ထပ်မံဖွင့်နေခဲ့ပါတယ်။ဒါရော1949နောက်ပိုင်းကာလမှာစတင်ပြီးစီယုံကြီးရဲ့တရေ6တဲဆိုပြီးနာမည်ကြီးနေရပါ1999ခုနှစ်မှာတော့အမြင့်တက်တဲ့လူထောင်ပေါင်းများစွာရဲ့ထွက်ဆိုချက်အရပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေကြောင့်1999ခုနှစ်မှာစေယုံကြီးကိုလွန်လွေဆွတ်ခွာခဲ့ကြပါတော့သည် ဆေးရုံကြီးက6လံလွန်လို့စင်ကာပူလူမျိုးတွေကိုယ်တိုင်၎င်းဆေးရုံအနီးတစ်ဝိုက်ကိုညာဘက်မှတွားရင်ပိုကောင်းမယ်ဟုတရားနဲ့တရားနဲ့သတိပေးကြပါတော့သည်ပြင်းပြင်းထန်ထန်အများကြီးပြောပုံတွေရအော်တယ်များကြားရခြင်းလူအရေးများတွေ့ရှိခြင်းထူးခြားတဲ့အလင်းရောင်များတွေ့ရှိရခြင်းစိတ်မနှင်းမျိုးဝယ်ရာအနက်အန္တများကြုံတွေ့ခဲ့ရကြောင်းလည်းသိရှိကြပါရဲ့ နောက်ထပ်မျက်မြင်သက်သေများကတော့တွေးတံရဲရဲနဲ့ချက်ပန်းစစ်သားများနောက်ပြီးလူငယ်လေးတယောက်ကမင်းရဲ့ထိုင်ပြီးကောင်းဝင်ကြီးကိုမော့ချင်နေတာကိုလည်းတွေ့ရတတ်တာကြောင့်ဘင်းတွေ့ရတဲ့မျက်မြင်သက်သေတွေကိုယ်တိုင်ဝမ်းနေရတယ်ဆိုပြီးတော့မှပြောထားပါသေးရဲ့1930ခုနှစ်မှာဒီစီယုံကြီးအကြောင်းကိုရုပ်ရှင်ရိုက်ကူးခဲ့ကြပါတယ်တူရှူရိုက်ွက်များဟာတကယ်ဖြစ်ရမယ်များဟုလည်းပြောထားပါသည် ရုပ်ရှင်ရခုနေစီမှာပဲရှကူကြီးအဖွဲ့အစည်းတီမှာတီဗီသားကောင်မလေးများကိုပြန်လည်တွေ့ရှိခြင်းခြေလောင်းနဲ့အော်ဒါများချရခြင်းဘယ်ဟာလာမယ်မသိတဲ့လက်ဖြင့်ထိတွေ့ခံရခြင်းများရေဆိုင်ကြုံတွေ့ခဲ့ရပါသည်ကျုပ်ရှင်ထဲမှာပါတီအရေးတစ်ခုဟာအမှန်တကယ်တွေ့ရှိခဲ့ရတာပါ